မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန့်တရင်များကို တင်ဆက်ပေးပါမယ်။အခုတင်ဆက်ပေးမယ့်တရင်ကတော့အမေရိကန်အောက်လွတ်တော်တွေနိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နှင်ရေးဥပဒေကိုအတည်ပြုလိုက်ပြီးမြန်မာစစ်တပ်ပါဝင်အကြံပြအစိုးရများဤပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမည်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အမေရိကန်အောက်လွတ်တော်တွေအမေရိကန်နိုင်ငံသားအများအပြားကိုပြစ်မှတ်ထားလိမ့်လည်နေသော နိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နင်းရေးဥပဒေကိုအတည်ပြုလိုက်ကြောင်းအမေရိကန်အောက်လွှတ်တော်ကတရားဝင်သတင်းထုတ်ပြန်ပါရယ်။ယနေ့ဒီဇင်ဘာလ၄ရက်နေ့အမေရိကန်စံတော်ချိန်ဒီဇင်ဘာ၃ရက်နေ့အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ Asia Asia 5490ကြားဖြတ်နိုင်ငံသားလိမ်လည်မှုခိုင်းများကိုဖြိုခွဲရေးဥပဒေကိုအတည်ပြုလိုက်ခြင်းဖြစ်ကြောင်းရှင်းဥပဒေကိုအမေရိကန်အောက်လွှတ်တော်အမတ် Jefferson Chevrolet Republican Indiana ကတင်သွင်းခြင်းဖြစ်ပြီးအမေရိကန်နိုင်ငံသားများကိုအစုလိုက်ပြုံလိုက်အွန်လိုင်းမှလိမ့်လည်မှုများကျူးလွန်နေသောနိုင်ငံဖြတ်ကျော်ကြားဖြတ်ရစဝက်ဂိုင်းများကိုဖြိုခွဲရေးဥပဒေချုပ်ကို Democrat နှင့် Republican Party နှစ်ရပ်စလုံးကထောက်ခံခဲ့ကြောင်းသိရပါတယ်2023ခုနှစ်မှာစ၍အမေရိကန်နိုင်ငံသားများထံမှကြားဖြတ်လိမ့်လည်ခိုင်းများနှင့်၎င်းတို့ကိုကောက်ွယ်ပေးနေသောအကျင့်ပြက်အစိုးရများ၏လက်ချက်ဖြင့်ဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရကြောင်းအေရှာ 5490ခေါ်နိုင်ငံခြားသားကြားဖြတ်လိမ်လည်မှုခိုင်းများကိုဖြိုခွဲရေးဥပဒေအရနိုင်ငံဖြတ်ကျော်ရဇဝတ်ခိုင်းများကိုချေမှုန်းရေးအစိုးရအေဂျင်စီအချင်းချင်းလုပ်ငန်းအဖွဲ့တရက်ကိုဖွဲ့စည်းပေးခြင်းဖြင့်အမေရိကန်နိုင်ငံသားများကိုအွန်လိုင်းလိမ်လည်မှုများမှကာကွယ်ပေးမည်ဖြစ်ကြောင်းသိရပါသည်။အောက်လွတ်တော်အမှန် Sherika 2024ခုနှစ်မှာအမေရိကန်တွေဒေါ်လာ18ဘီလီယံလောက်လိမ်လည်ခံရတယ်လို့ FBI ကသတင်းပို့ထားပြီးအိန္ဒိယနာပြည်နယ်ဟာလူဦးရေအချို့အစားအရဒုတိယအများဆုံးပြစ်မှတ်ထားခံရတဲ့ပြည်နယ်ဖြစ်ပါသည်။ ဒီလိုဖြစ်တာဟာနေစင်းနဲ့အမျှနေထိုင်နေကြတဲ့အမေရိကန်တွေကျွန်တော်ရဲ့မဲဆန္ဒရှင်တွေနဲ့လုံခေါ်ကင်ပတ်တွေအပေါ်မှာတယောက်မှုတွေရှိစေပါတယ်မိသားစုတွေဟာသူတို့ရဲ့အိမ်တွေကိုဆုံးရှုံးကြရတယ်အငိမ့်စားယူထားသူတွေရဲ့စူဆောင်းဝယ်တွေဟာတညာတည်းပျောက်ကွယ်သွားပြီးဘာမှမကြံတော့လောက်အောင်ဆုံးရှုံးကုန်ကြတယ်ဟုပြောပါတယ်အမေရိကန်အောက်လွတ်တော်နိုင်ငံသားရေးရာကော်မတီဥက္ကဋ္ဌ Brian Mascali ကြားဖြတ်လိမ်လည်မှုစင်တာများမှအလွန်အမင်းရှုပ်ထွေးလာကြောင်းပြောဆိုပါတယ်အမတရာကတော့ဒီလိမ်လည်မှုတွေကြားဖြတ်အဖွဲ့အစည်းတွေဟာ မယုံနိုင်လောက်အောင်ခင်မိပါတယ်သူတို့ဟာကြီးမားတဲ့လုပ်ငန်းတွေပါသူတို့ကသူတို့ရဲ့အကျင့်ပြတ်အစိုးရတွေကထောက်ခံချပါတယ်ဘဝတစ်လျှောက်လုံးစူးစောင်းထားတဲ့ငွေတွေကိုလိမ့်လေခံလိုက်ရတဲ့သူတယောက်ရဲ့ဆုံးရှုံးမှုတွေကိုစဉ်းစားကြည့်ပါဟု၎င်းကဆိုပါတယ်ကြားဖြန့်ရစဝက်ခိုင်းများကအမေရိကန်နိုင်ငံသားများကိုဒါကောင်အဖြစ်ပြုလုပ်ယုံသားမကပင်လူကုန်ကူးခံရသူရာပေါင်းများစွာကိုအာဓမလှုပ်အားပေးရန်အသုံးချနေကြောင်းအလုတ်ကြောင်ညာအတူများဖြင့် လှေစားခံရပြီးနောက်တစားခံအဖြစ်ဖမ်းဆီးခံရကောင်းနှိပ်စက်ခံရခြင်းသို့မဟုတ်အသက်ခံရမည့်အကြောက်တရားအောက်တွင်လူကုန်ကူးခံရသူများကအာဓမလိမ့်လည်မှုပမာဏအချို့ကိုပြည့်မီအောင်လှုပ်ဆောင်ခိုင်းခံရကြောင်းအမေရိကန်ကထောက်ပြပါတယ်။အလွတ်တော်နိုင်ငံသားရေးရာကော်မတီရဲ့ဥက္ကဋ္ဌတယောက်အနေနဲ့ပြည်ပကနေအမေရိကန်တွေကိုချိန်ချောက်နေတဲ့အရာတွေကိုရင်ဆိုင်ဖြေရှင်းဖို့ကိုကျွန်တော်ဦးစားပေးလှုပ်ဆောင်ခဲ့ပါတယ်။ ဂျာဟာစိုးသွမ်းတဲ့အစိုးရစနစ်တွေပဲဖြစ်ဖြစ်အကြံဖတ်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီကိစ္စမှာလိုပဲကြီးမားတဲ့ online လိမ်လည်မှုတွေကိုလှုပ်ဆောင်နေတဲ့ရက်ဆက်တဲ့ရာဇဝတ်ကိုင်းတွေပဲဖြစ်ဖြစ်ပါဒီနိုင်ငံသားလိမ်လည်သူတွေဟာဂျိုးစာပန်စာအလုံးလုံးနေတဲ့မိသားစုတွေတက်ကြီးရွယ်အိုတွေနဲ့ကျွန်တော်တို့ရဲ့စစ်မှုတန်းဟောင်းတွေကိုပိတ်မှတ်ထားပြီးဒေါ်လာဘီလီယံပေါင်းများစွာခိုးယူကောင်ဘဝတွေကိုပျက်စီးနေကြပါတယ်။ဒါကြောင့်ဒီရာဇဝတ်ကွန်ရက်တွေကိုလိုက်လံပိတ်ဆို့ဖို့အတွက်ကျွန်တော်တို့ကော်မတီ Asia 5490ကိုဒီနေ့အတည်ပြုခဲ့တဲ့အတွက်ကျွန်တော်ဂုဏ်ယူပါတယ်ဟုအမေရိကန်အောက်လွှတ်တော်နိုင်ငံသားကြီးရာကော်မတီဥက္ကဋ္ဌ Brian Musk ကသုံးသပ်ပြောဆိုပါတယ်။ရှင်အပြင်အဆိုပါဥပဒေအရတရုတ်ကွန်မြူနတီပါတီအရာရှိများနှင့်ရာဇဝတ်ခိုင်းများအကြားဆက်နွယ်မှုများဒေတာရင်းလုံခြုံရေးဆိုင်ရာလွှမ်းမိုးမှုကိုနှက်ဆိုင်စေခြင်းနှင့်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလာစေရန်ဒွန်အားပေးသည့်ရွေးချယ်ဖန်ဆီးနှိမ်နှင်းမှုများအပါအဝင်အွန်လိုင်းငွေလိပ်လုပ်ငန်းများစတင်ဖြစ်ပေါ်လာခြင်းနှင့်ဆက်ဆက်တည်ရှိခြင်းတို့တွင်တရုတ်ပြည်သူသမ္မတနိုင်ငံ PRCE ပါဝင်ပတ်သက်မှုများကိုစုံစမ်းစစ်ဆေးမိဖြစ်ကြောင်းသိရှိရပါတယ်။အလားတူမြန်မာနိုင်ငံအတွင်းအွန်လိုင်းငွေလေလုပ်ငန်းများကိုခွင့်ပြုထားခြင်းလှလှရှုထားခြင်းနဲ့အကျိုးမြတ်ရယူနေခြင်းတို့တွင်မြန်မာစစ်တပ်၏ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးရနေမြန်မာနိုင်ငံရှိငွေလိမ်စင်တာများအတားအဆီးမရှိလဲပတ်နေမှုကိုရပ်တန့်နိုင်ရေးအတွက်နိုင်ငံအတွင်းမတိငိမှုများနှင့်အကြံဖတ်မှုများကိုဖြည့်ရှင်းရန်အရေးကြီးကြောင်းဥပဒေဆိုင်ရာသုံးသပ်မှုများအတွင်ထောက်ပြဆွေးနွေးကြကြောင်းသိရပါတယ်။ အဘကြောင့်နေသောဖနီဇွဲလာနှင့်ကြားဖြန့်ပထမဆုံးမအလာဟာအာဆီယံတက်ဖို့ကိုအများကြီးမျှော်လင့်ထားခဲ့ပါတယ်။သူနဲ့အတူလိုက်ဖို့နိုင်ငံသားရေးဝင်ကြီးနှင့်ဆာယာဖာညွန်ကျုပ်တို့ကိုညွှန်ကြားထားခဲ့ပါတယ်။မျှော်လင့်ချက်ကဒေါ်နယ်ထရန့်နဲ့တွေ့ရင်သူရွေးကောက်ပွဲအကြောင်းရှင်းပြနိုင်လိမ့်မယ်။ပြီးရင်ဘိန်းစီပြကြားဖြန့်ကိစ္စတွေဟာသူနဲ့မဆိုင်ဘဲ WAE, TNL, KNU တို့ကိုထိုးကျွေးနိုင်လိမ့်မယ်လို့မျှော်လင့်ထားခဲ့တာပါ။ ော်နယ်ထရန့်ကမှန်းမမရတာအမြောက်ကြိုက်တာတွေကသူ့အတွက်အားသာချက်လို့မှန်းထားပုံပဲဒေါ်နယ်ထရန့်တက်ပြီးဗီဇာတက်တန်းလို့မြန်မာတွေကိုပြန်ဖို့ပို့မြန်မာတန်ယုံကိုဆက်သွဲရမှာရခင်မူဝါဒမဟုတ်ပဲနီနီကက်ကက်ပူပေါင်းဆောင်ရွက်ဖို့မအားလာကနိုင်ငံသားကြီးကတဆင့်ညွှန်ကြားခဲ့ပါတယ်ရခင်အစိုးရတွေလက်ထက်ကပြန်လည်မခံတာမြန်မာနိုင်ငံသားဖြစ်ကြောင်းပြခိုင်းတာစားတဲ့ဂျိုးနီစနစ်များစွာထားခဲ့ပါတယ်ဒါကဒေါ်နယ်ထရန့်ကိုဖားတာပါ ဟိုခွန်ကိစ္စစာဖို့ချိန်မှာလေဒေါ်နယ်ထရန့်ကိုဗလိုင်းကြီးထဖားတာအားလုံးသတိထားမိမှာပါဒါပေမဲ့ဒေါ်နယ်ထရန့်ကတက်လာချိန်မှာမူရစ်နှိမ်နေမယ်လို့တွေးကြော်ပြီးနေဆက်ပိတ်တာတရုတ်ကိုမူရစ်ကိစ္စအကြောင်းပြအခွန်တိုးကောက်တာကိုကိန်းထုတ်သူစရင်မှမြန်မာမပါပေမယ့်မူရစ်စည်းဝါဒုတိယမြောက်ထုတ်သူတွေမှာတော့မြန်မာပါဝင်နေပါတယ် ဒါဆိုရင်ဒေါ်နယ်ထရန့်နဲ့ဘိုင်ဒင်ဘာကွာလို့ဒေါ်နယ်ထရန့်ကိုပြင်ဆင်နေရပါလေ။ဘိုင်ဒင်အဆိုအရက NUG နဲ့တပ်ပုံတွဲရိုက်တာကလွဲလို့ဒုက္ခသည်လက်ခံတာကလွဲလို့ဘာမှထိထိရောက်ရောက်မကူညီတာမအားလာတည်ပါရဲ့။တပ်ပုံကြောင့်တရုတ်အထင်မှားတာသာအဖက်တင်ပါရဲ့။ဒုက္ခသည်ဝင်ကွင့်ပေးတာကဘိုင်ဒင်လက်ထက်မှာနေဆက်ကဖြတ်ဝင်ကွင့်ပေးတာကတန်းချီလို့မြန်မာရာကနန်လောက်ကစာမဖွဲလောက်ပါ။ဒေါ်နယ်ထရန့်အဖွဲကတပ်ပုံမရိုက်လို့ NUG အတွက်အားငယ်စရာလို့ထင်စရာရှိပါရဲ့။ဒါပေမဲ့အီရန်ကိုဗလိုင်းကြီးဖုံးသွားကျဲပြခဲ့တာက ခုလမပါပဲသူလုံးချင်းရလုံးမေဆိုတာကိုပထမပြလိုက်တာပါသူစတက်ခါစားမှဗနီဆွဲလာကအာနာရှင်မရူထိုနဲ့စကားပြောပြီးသူ့နိုင်ငံသားကိုလှုပ်ခိုင်းခဲ့ပါတယ်လှုပ်ပေးပြီးမှမဒူရိုကိုမူးယစ်မှုနဲ့ဖန်ဝရန်ထုတ်ခံရသူဗနီဆွဲလာကအိုးကိန်းတွေအများကြီးထုတ်တယ်ဆိုပြီးသူစစ်တပ်ကိုပို့ထားပါတယ်ဗနီဆွဲလာဟာမြန်မာလိုပဲကမ္ဘာပေါ်မှာကိုကိန်းထုတ်ရမှာနံပါတ်1မဟုတ်ပါဘူး ဒါဆိုဒေါ်နယ်ထရန့်ရည်ရွယ်ချက်ကဘာလဲဗနီဇွဲလာအာဏာရှင်ကြောင့်သူတိုင်းပြည်ထဲမှာတက္ကိုတမျှတွေဝင်နေဆိုပြီးသူစိတ်ထဲဆွဲနေလို့ဒီကောင်ပြုတ်အောင်နီလန်းပေါင်းစုံသုံးနေပုံမှာမဒူရိုကို ICC ကြောက်လာဒေါ်နယ်ထရန့်ကလာဖမ်းမှာဖြုတ်မှာကိုကြောက်လာဆိုရင်ဒေါ်နယ်ထရန့်လာဖမ်းဖို့ကပိုနီးဆက်ပါတယ်။ဒါကြောင့်မအလာဟာဒေါ်နယ်ထရန့်ရဲ့အဆင့်ပြေအောင်သူ့ဌာနအလုံးကိုညွှန်ကြားထားတယ်လို့လော်ဘီတွေကလည်းဘိန်းစေးပြားဂျာဖြန့်ကိစ္စမှာတခြားအဖွဲ့တွေကိုထိုးချဖို့စူးစမ်းနေတာပါ။ ဒါဆိုရင်အမေရိကန်ကမအားလာကိုဗနီဇွဲလာလို့ကြက်မှာလားမြန်မာဟာအမေရိကန်နဲ့ဝေးလို့လောက်ရတာခံပါပါတရုတ်ကလည်းအင်းကြီးချင်းမို့လို့ပို့ခံပါပါဒါပေမဲ့ယခုရက်ပိုင်းတရုတ်မီဒီယာတွေကအဖမ်းခံထားရတဲ့ကိုကန့်ကြားဖြန့်ခေါင်းဆောင်တွေရဲ့အင်တာဗျူးကိုဖော်ပြနေပြီးထိုသူတွေကမအားလာတက်နဲ့ကြံဖို့ပါတီကကြားဖြန့်မှာပါဝင်ပတ်သက်နေတာကိုထပ်ခါထပ်ခါပြောနေတာပါ တရုတ်ပြည်မှာလွတ်လပ်တဲ့သတင်းမီဒီယာမရှိဘဲအစိုးရကပြောခွင့်ပေးမှပြောရတာပါ။ယခုလည်းအမေရိကန်ကကြားဖြန့်ကိစ္စအဖွဲဖွဲ့ပြီးဆလာတာကိုမအားလာကအသေးချောင်းနေပါတယ်။အမေရိကန်ကသူကိုယ်တိုင်မဝင်ဘဲတရုတ်လို အခြားလက်နက်ကင်ကိုမြောက်ပေးရင်သူ့ကွဲမှာပါ။ဒါကြောင့်စောချစ်သူနဲ့အခြား DKBA VGF တွေကိုအမေရိကန်ကဖမ်းဝရမ်းထုတ်ရင်ဖမ်းပေးနိုင်အောင် ပြင်ဆင်ထားဖို့မနေ့ကညွှန်ကြားလိုက်ပါတယ်။ဒေချာရာကအမေရိကန်ကဘိန်းကိစ္စမှာမြန်မာကိုမပြောသေးပေမဲ့ကြားဖြန့်ကိစ္စနဲ့ဆက်လောင်နေတယ်လို့ တရုတ်ကလည်းမအာလာတန်နဲ့ကြံဖို့ပါတယ်ဆိုတဲ့ထွက်ဆိုချက်ကိုသူတို့ TV ကနေထုတ်လွှင့်နေပါတယ်။ဒါကိုလည်းမအာလာထန်စာရဖကဘာသာပြန်ပြီးတင်ပြထားပါတယ်။ဒါတွေကကိုကန့်လိုဖီအားတွေဖြစ်လာမှာအစော်ခံရမှာကို ICC ထက်နေပြီးတော့မှာပို့ကြောင့်နေပါတယ်။ဒေါ်နယ်ထရန့်ကမှန်မရလို့ဗနီဇွဲလားကိုစော်ရင်တော့စော်ချစ်သူအဖမ်းခံရဖို့များမှာပါ။အလုံးကမိမိတက်ကိုအင်အားကောင်းအောင်လုပ်ပြီး2029လို့အခွင့်အရေးပေါ်လာရင်ဝင်ရင်းနိုင်အောင် PDF ကိုထောက်ပံ့တာစီးပွားရေးအမြင်ရှိသူက SDB မှာရှယ်ယာဝင်ပြီးထောက်ပံ့ကြပါရွေးကောက်ပွဲထက်အဘရေခုံရမှာကဗနီဇွဲလာနဲ့ချစ်သူလေးကိစ္စပါလို့ပြောပါရစေ။